လက်ဆောင်တွေရဲ့လှပမှုကဆွဲဆောင်မှုတစ်ခုလို့ဆိုရရင်မမားနိုင်ပါဘူး။စကားပြောတဲ့အခါလက်ဆောင်တွေလှောက်ရှားပြီးဟန်မူရနဲ့ပြောဆိုတာကလူများကစကားပြောတဲ့အခါထင်ရှားပေါ်လွင်စေပြီးကိုယ်စကားကိုလည်းစိတ်ဝင်တစားဖြစ်စေပါရဲ့။ဒီနေ့မှာတော့လှပပြီးညဉ့်ညံ့ပြောပြောင်းတဲ့လက်ဆောင်လေးတွေကိုပိုင်းဆိုင်နိုင်စေမယ့် အိမ်တွင်းနီလန်6မျိုးကိုပြောပြပေးပါမယ်။နံပါတ်1တံပြားသည်တံပြားသည်ကိုတစ်ချမ်းချမ်းပြီးအဲ့ဒီအပေါ်မှာတခြားဖြူပေးပါ။ပြီးတော့လက်ချောင်းလေးတွေကိုပတ်ပေးပါ။တံမြသည်မှာဗီတာမင်စီပါလို့လက်ချောင်းလေးတွေကို ဖြူဝင်သွားစေပြီးအမဲဆက်တွေကိုလည်းဖေရှားရှင်းလင်းနိုင်ပါတယ်။နံပါတ်2ဂျုံမုတ် ်ချုံမုံနဲ့ဒိန်စင်ရောပြီးခက်ပြပြရအောင်ပြုလုပ်ပါတချောင်းလေးတွေကိုလိမ့်ပေးပြီး15မိနစ်ထားပါအဲ့ဒီနောက်ရေစေးချပေးပါနူးညံ့ပြောပြောင်းတဲ့လက်ချောင်းလေးတွေကိုပိုင်ဆိုင်ရရှိစေပါတယ်နံပါတ်3ရှာလကာရေလက်ချောင်းတွေမှာအရေးချောင်းတွေတွင်ပြီး ကြည်ရဆုံနေတဲ့အခါဆာလကာယီနဲ့စစ်တွင်ကြီးရေကိုလိမ့်ပေးရင်စစ်နှဲငယ်တွင်အရေးကြောင့်နေတတစေပါတယ်။နံပါတ်၄တန်လွင်စီတန်လွင်စီကိုအော့ချုံအနေငယ်နဲ့ရောပြီးလက်ချောင်းတွေကိုညင်တာစွာပေါ်လိမ့်ပေးပါ။ဆန်ငါမီနဲ့ထားပြီးရေစေးချပေးပါ။ လက်ချောင်းလေးတွေညဉ့်ညံ့ပြောင်းပြောင်းစေပါတယ်။နံပါတ်5တကြားတကြားလက်ဖက်စာစွန်းနှစ်စွန်းကိုအစီတမျိုးမျိုးနဲ့ရောပြီးမြင်တာစွာပွက်လိမ့်ပေးပါ။15မိနစ်ထားပြီးရေစေးကြောပါ။အဲ့ဒီနောက်အစိုးတတ်ပါတဲ့ခရင်ဒါမှမဟုတ်လိုရှင်တမျိုးမျိုး လိမ့်ပေးပါ။ နံပါတ်6ပြားရည်ပြားရည်ထမင်းစားစွန်ဒစွန်လေးကိုတခြားလက်ဖက်စားစွန်ဒစွန်ထည့်ပြီးလက်ချောင်းတွေကိုလိမ့်ပေးပါ2မိနစ်3မိနစ်ကြာအောင်နှိမ်နေပြီးပြီးဆေးကြောပေးပါညဉ့်ညက်ပြောပြောင်းနဲ့လက်ချောင်းလေးတွေကိုပိုင်ဆိုင်ပါလိမ့်မယ်လက်ချောင်းတွေကိုအမြဲတမ်းညဉ့်ညက်ပြောင်းနေဖို့ဆိုရင် ရချောင်းတွေကိုတန်းစင်စီကြောတဲ့အခါအပျော်စားဆက်ပြားလို့တာအတုံးပြူပေးပါရချောင်းတွေကိုတန်းစင်စီကြောတဲ့အခါချစ်တီးနွေးရင်နဲ့စီကြောပေးပါအပင်ဆိုင်တာအဝက်စားတွေရှော့ဖို့တာအစားတောက်တွေကိုချက်ပြုတ်တဲ့အခါလက်အိတ်ဝစင်မှာ အပြင်ထွက်တဲ့အခါနေရောင်ခြည်တံကဝဲဖို့နေရောင်ကခရင်ဒါမှမဟုတ်လိုရှင်လိမ့်မှာဒါဆိုလစ်ဆောင်လေးတွေကအငဲတဲ့နူးညံ့ကြောက်ကြောင်းနေမှာပါဒီဗီဒီယိုကိုစိုင်းနေတဲ့တဲ့ဆိုရင် like ရှင်နဲ့ subscribe လုပ်ခဲ့ပေးပါဦးနော်အားလုံးချမ်းသာပျော်ရွှင်တဲ့ဘဝကိုအဆင်နိုင်ကြပါစေ။